ုံမြင်လေးတစ်ပုဒ်ပြောပြချင်လို့ပါဗျာနော်ဟိုးရှိရှိတော့အားတဲ့လမ်းပြောင်းနေတဲ့လူငယ်လေးတယောက်ရှိတယ်တဲ့အဲ့လူငယ်လေးကသူ့အသက်18နှစ်မှာဆယ်ရန်ပထမနှစ်ကိုဖြည့်တယ်ဒုတိယနှစ်ကိုလည်း18နှစ်မှာထပ်ဖြည့်တယ်နှစ်နှစ်လုံးမှာဆယ်ရန်ကြာပြီးတော့သူចောင်းထွက်လိုက်တော့တယ်ဗောနော်ចောင်းထွက်ပြီးတဲ့အချိန်မှာမိဘလက်ငုပ်လက်ရင်းလုပ်ငန်းကလည်း တောင်သူလုပ်ငန်းဆိုတော့အဲဒေါ်ရင်မှာတောင်သူလုပ်တယ်နွားเจ้าနဲ့မြဲရိတ်တယ်တောင်သူလုပ်ငန်းတွေလုပ်တယ်အလုပ်ခေါ်တဲ့သူရှင်းတယ်အလုပ်တွေလိုက်လုပ်တယ်စေတုတ်တာမျိုးတို့ပြန်လုပ်တာမျိုးတို့ဆောက်လုပ်ရေး site တွေမှာလုပ်လိုက်တာမျိုးတို့အဲ့လိုမျိုးစုံလုပ်ရင်းနေပဲဘောကလူငယ်ဆန်ဆန်ပို့ပါပဲအเจ้าထွက်လိုက်တဲ့လူငယ်တယောက်နေပို့ပါပဲဖြတ်တန်းနေတယ်ပေါ့နော်အမီသားစုကလည်းဘယ်လိုပြောမလဲအရင်အဆင်ပြေရတဲ့ထဲမှာလည်းမဟုတ်ဘူးအရင်အဆင်မပြေနေရတဲ့ထဲမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုလေးနေနေနဲ့သူ18ကနေပြီးတော့19 20 21 22လေးနှစ်လောက်ပေါ့နော် သူအဲ့လိုပဲအလုပ်တွေလှုပ်လိုက်ကြားတဲ့ပတ်စံလေးတွေကိုအိမ်အက်တာလေးအက်သူသုံးတင်တာလေးသုံးအဲ့လိုလေးနေလိုက်ရင်လည်းဘဝမှာဘို့ဘာပြောရွှင်နေနေနေနဲ့ပေါ့နော်အဲသူရေးသားရပါရလေကောင်မလေးပါရလေရှီကောင်းရှိလာတယ်ပြီးတော့အဲသူအလုတ်အလုတ်ကလည်းမလုံနေရမျိုးတော့မဟုတ်ဘူးပေါ့နော်ပေါ့ပဲဒါပေမဲ့ဟိုလမ်းပြောင်းနေတယ်ပေါ့နော်သူ့မှာရီမန်းချက်ပန်းနိုင်ဘလို့ထားရမလဲသူကဘောကိုကိုဘာဖြစ်ရှင်တာလဲဘာလို့ရမလဲဆိုတော့မသိဘဲနဲ့ဒီလိုပဲသူလဲပက်နေခဲ့တာဗောနော်အဲ့အချိန်မှာအဲ့က ကျွန်တော်ပြောတဲ့ဒီပုံမြင်လေးတွေကလူငယ်လေးကိုကျွန်တော်နဲ့တွေ့တယ်ပေါ့နော်ဒါကျွန်တော်တို့ဇာတိဘက်ကပါပဲဒါပါသူနဲ့ကျွန်တော်နဲ့စုံလိုက်ကြတဲ့အချိန်မှာကျွန်တော်သူနဲ့စကားပြောပြတဲ့အချိန်မှာပေါ့နော် အကိုဆိုင်ကိုအလုလိုက်လို့မလားအကိုစီမှာလူလိုတယ်အကိုစီမှာကတော့အကိုကလည်းအချက်ပြုတ်အလုံးနဲ့အတမျိုးဝမ်းကြောင်းပြည့်တဲ့သူဆိုတော့အချက်ပြုတ်ကိုမင်းဝါသနာပါတယ်ဆိုရင်လိုက်လို့ကြည့်မလားအကိုအဲ့ဒါတင်ပေးမယ်ဆိုပြီးတော့ ဒါခေါ်ပြခင်ရနေဟုတ်ကဲ့ဗျာကျွန်တော်လုပ်ကြည့်မယ်။သူကရှေ့မှာလည်းအဲ့လိုပဲကျွန်တော်ပြောဆိုစေးတုပ်တဲ့အလုပ်တွေတို့အဲဒီဆောက်လုပ်ရေးစိုက်တွေမှာဒီတန်ကြီးတန်ခွေးလုပ်တာတွေတို့မျိုးစုံပေါ်တော့အတက်ပညာရတဲ့အလုပ်တွေကြီးပါပဲ။ဒါဘယ်လုပ်တွေမကောင်းကောင်းတယ်ကျွန်တော်ပြောချင်းမှုပေါ့နော်။အဲ့လိုဘောင်းဆောင်လိုက်လုပ်တယ်ပြီးရင်ရွာပြန်လာတယ်ပါလာတဲ့ပတ်စံလေးတွေစုမိလာတဲ့ပတ်စံလေးတွေကိုအိမ်ပေးတင်တာပေးတယ်သုံးတင်တာသုံးတယ်ဒီလိုပဲဘဝကိုဒီလိုပဲနေနေရပေါ့နော်။အဲဒါပေမဲ့ဘယ်အလုပ်ကမှလည်းသူမမေရရလုပ်တတ်တာမျိုးလည်းမဟုတ်ဘူး။အိမ်ပြန်လာတဲ့ချိန်တိုင်းလဲတော်လို့တောင်းသူလို့အိမ်အလုပ်ကိုလုပ်တယ်ပေါ့နော်အဲ့လိုနေနေလူငယ်လေးတယောက်ပေါ့ဒါဟို သူဖြတ်တန်းနေတဲ့ lifestyle လေးပေါ့နော်ဒါလူငယ်တော်တော်များများမှကျွန်တော်လည်းအဲ့ဒီရွယ်တုန်းကအဲ့လိုပဲဖြတ်တန်းခဲ့ကြတာပါပဲဒါကလူငယ်တော်တော်များများဖြတ်တန်းနေတဲ့ပုံစံလေးပေါ့နော်ဒါကျွန်တော်ကတော့လူငယ်လေးတယောက်အကြောင်းပြောပြနေရဖြစ်ပါလေအချိန်မှာကျွန်တော်ရဲ့ဆိုင်ကိုသူလိုက်လာခဲ့ပြီးရောက်လာခဲ့တယ်ပေါ့နော်ဆိုင်ရောက်တဲ့အချိန်မှာအဲသူ၁ရက်လောက်လှုပ်လှုပ်ပြီးတော့ကျွန်တော်စကားလာပြောတယ်ပေါ့နော်ကိုကြီးတဲ့ကျွန်တော်အဆင်မပြေဘူးတဲ့ကျွန်တော်ပြန်တော့မယ်တဲ့အဆင်မပြေဘူးဆိုတော့ပင်မန်းလိုလာပါဖြစ်လို့လေအဲ့လိုလည်းမဟုတ်ဘူးတဲ့ကျွန်တော်ဒီလှုပ်ကြီးကိုဝါသနာမပါဘူးတဲ့ကျွန်တော်နဲ့တားစတာမဖြစ်တော့ဘူးတဲ့ဟာโอเคโอเคလို့ဒီပေါ်လို့ အဲအမမပြင်ခင်ပေါ့နော်ကိုင်းနဲ့နိုင်ရွေးတနိုင်လောက်အေးစစ်စကားပြောကြတာပေါ့ဆိုပြီးကျွန်တော်သူ့ကိုပြန်လွှတ်လိုက်ရင်လည်းကျွန်တော်လုပ်ငန်းတွေလည်းဘာမှမထိခိုက်ဘူးဒါပေမဲ့ကျွန်တော်သူ့နဲ့စကားလေးတော့ခဏပြောလိုက်တယ်ပေါ့နော်အော်ကျွန်တော်သူ့ကိုမေးကြည့်တယ်ပေါ့နော်ငန်းကြီးရဲ့အသက်ခုဘယ်လောက်လဲဆိုတော့ကျွန်တော်အသက်22တဲ့ဟုတ်ပြီအဲ့တော့ငန်းကြီးចောင်းနားလိုက်တာဘယ်နဲ့နဲ့မှာလဲအသက်16နှစ်မှာចောင်းနားလိုက်တာတဲ့ဟုတ်ပြီ16ကနေပြီးတော့ဆိုရင်20နှစ်ဆိုတော့19 22တိနှစ်နဲ့4နှစ်ရှိသွားပြီပေါ့နော်အဲငန်းကြီးမှာအခုအကြီးစားရောရှိလားဆိုတော့ရှိတယ်တဲ့ အရင်ဆက်လေးတောက်တက်လာတောက်တက်တယ်အကွန်းလေးပါလေဝါတက်တယ်အနေနဲ့အတောက်စားပါညာလေးလည်းအဲလောက်တက်တယ်ပေါ့နော်ဒါပေမဲ့ရန်ဘေးအမဆွဲလန်းတာမျိုးတော့မဟုတ်လောက်တက်တယ်ပေါ့နော်အဲ့တော့အခုအသက်20ရောက်သွားပြီနော်လို့ရှေ့မှာငါညီလောက်ခဲ့တာလေးတော့ကျွန်တော်မေးကြည့်တယ်ပေါ့နော်ကျွန်တော်အလုပ်တွေဒီလိုလုပ်တယ်ဒီလိုဟာဖြစ်တယ်အဲ့မှာလို့ငါညီကိုတကူမေးကြည့်မယ်နော်လို့ရှိမှာငါကြီးနေခဲ့တဲ့၄နှစ်အတိုင်းနောက်ထပ်၄နှစ်အဲ့လိုပုံစံမျိုးပဲထပ်နေမယ်ဆိုလို့ရှိရင်ငါကြီးရဲ့အသက်26မှာငါကြီးဒီပုံစံတိုင်းမဖြစ်နေမှာဆိုရင်ငါကြီးကိုငါကြီးတွေးပြီးတော့စိတ်ပူမိတာမျိုးရှိလားလို့ အချိန်နေမှာဆိုရင်ငါကြီးပို့ပြီးတော့အသက်က26ရောက်သွားပြီဖြစ်တဲ့ကြောင့်ဒီဆက်ပို့ကြည့်သွားပြီဘုသူစီမှာတပည့်မခံကျင်တော့ဘူးအလုပ်တွေလည်းတိတ်ပြီးတော့လုံးဝမဟုတ်တော့သလိုတချို့နေရာတွေကလည်းပညာသင်ဘာညာနေနဲ့အလုပ်ခေါ်ကြမှာမဟုတ်တော့ဘူးပေါ့နော်နည်းနည်းလေးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလေးကျွန်တော်ပြောပြကြည့်တဲ့အချိန်မှာဒီနည်းနည်းစဉ်းစားသွားတယ်ပေါ့နော်အဲပြီးရင်အိမ်အောင်လည်းပြေဖို့မှာဆိုတော့ငါကြီးဘောကဒီလိုပဲဖြတ်တန်းသွားတော့မှာလားအိမ်အောင်ကြသွားရင်ရောဒီလိုပဲအဲလှုပ်ရှင်လိုက်လှုပ်လိုက်အပြင်ပြန်လာလိုက်ရောမှာဒီလိုပဲနေလိုက်ဒီလိုပဲနေမှာလားလို့မေးကြည့်တဲ့အချိန်မှာ तू စဉ်းစားသွားတယ်ပေါ့နော်အဲအဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲတဲ့ အကူကြီးနဲ့ငါညီနဲ့ရှဲလန်တခုခေါ်ကြည့်မလားလို့ဗာရှဲလန်လဲတဲ့ငါညီကွာလို့အနည်းဆုံး3လတော့မှမဟုတ်6လกว่าလို့ဒီအကူကြီးဆိုင်မှာလုံးလုံးနေတော့ဟိုပင်မန်းပြီးတော့မင်းမသေးသေးရဘူးလို့မင်းဘာမှဖြစ်စရာဘူးกว่าလို့အကူ3လကျွန်တော်လုံးဝ ပျော်သည်ဖြစ်စေမပျော်သည်ဖြစ်စေပြင်းမှန်းသည်ဖြစ်စေမပြင်းသည်ဖြစ်စေလုံမယ်ဆိုတဲ့ challenge မျိုးပေးနိုင်လားဆိုတော့ तू က3လမဟုတ်ဘူးလေအဲ့ဒါတော့လေကျွန်တော်ယောက်ျားရတယ်ကျွန်တော်6လလေ challenge ခေါ်နိုင်တယ်တဲ့အဲအဲ့လိုမျိုးလေးပြောလာတယ်ပေါ့နော်။ဘာကြောင့်အကိုအဲ့လို challenge ခေါ်လဲဆိုတဲ့အကြောင်းကိုလည်းရှင်းပြမယ်ဆိုပြီးတော့ကျွန်တော်သူ့ကိုရှင်းပြတယ်ပေါ့နော်။အကိုတို့ဘဝတွေမှာလို့ဟိုဒါပြည့်စုံတဲ့ဘဝတွေမဟုတ်တဲ့အကြောင်းမလို့ကိုဖြစ်ရှင်တာကိုဝါသနာပါတာတွေကိုဒါမိဘကလည်းပံပံမိုးပေးနိုင်တဲ့ခန္ဓာတစ်ခုမှာကျွန်တော်တို့ဘာဖြစ်ရှင်နေဘာလို့ရှင်နေဆိုပြီးတော့ လုံးလို့မရတဲ့ပိုင်းတွေရှိတယ်ဆိုပြီးသူ့ကိုကျွန်တော်ရှင်းပြတာပေါ့နော်အဲကိုကျွန်တော်ကိုယ်တိုင်ဆိုလဲမိဘတွေငယ်တဲ့ဆုံးပါသွားတယ်မိဘမဲ့เจ้าမနေခဲ့ရတယ် အစေတန်းမှာကြောင်းနာလိုက်ရတယ်အလုပ်တွေပေါင်းစုံကားဆက်ပြားလိုက်တာတွေကားဝက်ရှော့တွေပါမျိုးစုံမျိုးစုံပေါ့နော်အောက်ရှိတင်လုပ်တွေရောပေါ့နော်အကုန်အစုံလုပ်ခဲ့ဘူးတယ်ပေါ့နော်လုပ်ခဲ့ပြီးတော့မှကျွန်တော်ဒီအချက်ပြုတ်လိုက်ကိုရောက်လာခဲ့တယ်အဲ့ဒီကြောင့်လေးတို့သူ့ပြောပြရတယ်ပေါ့နော်အချက်ပြုတ်ကိုကျွန်တော်အဆဝါသနာပါအောင်အိမ်မှာဆိုလို့ရှိရင်အင်ကအဲရန်နီယိုမီထိုးခိုင်းတော့ကျွန်တော်မိန်းမလုပ်တွေလို့သတ်မှတ်ပြီးကျွန်တော်မလုပ်ခဲ့တဲ့လူတယောက်ပေါ့နော်ဒါပေမဲ့အဲဒီဆော့ဆန်ဒီဇိုင်းမှာပကံစည်းလုပ်ရင်းနဲ့ရှက်တွေရဲ့ live တွေသူတို့ရရဲ့လာစာတွေမြင်သွားတဲ့အချိန်မှာဟောဒီဟာကတော့ကျွန်တော်လွဲကူတယ်ဥပမာပြကျွန်တော်ကားဝက်ရှော့မှာလုပ်တော့ဆိုရင်ဗျာ ကာဝက်ရှော့မှာအင်ဂျင်တစ်လုံးလုံးဟိုတစားစီခွဲနိုင်တယ်ဝက်ရှော့ဆရာဝင်ငွေဘယ်လောက်ရှိတယ်ငါသူ့လိုခွဲနိုင်မှသာလင်းကျွန်တော်အဲ့လောက်ရမယ်အဲ့တော့ကိုယ့်ရဲ့အရေရှင်တဲ့ကိုယ့်ရဲ့မှတ်ဉာဏ်နဲ့ပေါ့နော်ကိုဒီအင်ဂျင်တစ်လုံးလုံးခွဲနိုင်အောင်စူးစမ်းရမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကြာနိုင်မလဲဖြစ်နိုင်မှာမလားစဉ်းစားတယ်မဖြစ်နိုင်တော့ဘူးကျွန်တော်အဲ့လုံးမှာအချိန်ကြာကြီးချိန်မကုန်မကန်ထွက်တယ်အလုပ်ပြောင်းတယ်ကိုယ့်ဝါသနာကိုလိုက်ရှာတယ်ပြီးရင်ကျွန်တော်မှတွေးခဲ့တဲ့အတွေ့အကြုံကအများတန်းပေါ့နော် အဲကိုကအတန်းပညာကိုနားလိုက်ဖြစ်တဲ့ကြောင့်မလို့ယောက်ျားလေးတယောက်ဖြစ်တဲ့ကြောင့်မလို့ထမင်းစားလက်မဲ့အသက်မွေးဝမ်းကြောင်းအတက်ပညာတခုတော့လိုအပ်တယ်လို့ကျွန်တော်အမြဲတမ်းတွေးခဲ့ပြီးတော့လုပ်ခဲ့တာပေါ့နော်အဲ့ဒါလေးကိုဒီလူငယ်လေးကိုကျွန်တော်ပြပြရဲပေါ့နော်သူနားလဲအောင်တခြားလေးရှင်းပြရဲအဲ့မှာသူနားလဲသွားတယ် အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအချက်ပြုတ်မှာပကံစည်းတွေပါလေလိုရင်းနဲ့ဟာရှက်ပြရလား5သိန်း6သိန်း8သိန်းအဲ့လိုတွေရတာလားအဲ့ဒါဆိုရင်ငါတို့လည်းလိုက်ကြိုးစားလို့ရတာပဲဆိုစင်နေလိုရင်းနဲ့ကျွန်တော်ရှက်ပြတော့ဖြစ်လာခဲ့တယ်ကျွန်တော်တကယ်ဝါသနာပါတာကတော့ view ရိုက်တာတွေ view edit လုပ်တာတွေပေါ့နော်အဲ့မှာကျွန်တော်နောက်ပိုင်းမှာဟင်းချက်တာတွေကိုကျွန်တော်ရဲ့ဝါသနာနဲ့ပေါင်းပြီးတော့အချက်ပြုတ်ကိုလည်းကျွန်တော်ကျွမ်းကျင်အောင်လေ့လာတယ် ပြီးကျွန်တော်ရဲ့ဝါသနာဗီဒီယိုရိုက်တာတွေအဲ့ဒီလောက်တာတွေပိုင်းနဲ့ပေါင်းပြီးတော့ကျွန်တော် YouTuber ဖြစ်လာခဲ့တယ်။ YouTube မှာဆိုကျွန်တော် Saver Board နေပါရလာခဲ့တယ်။ YouTuber ရတဲ့ဝင်ငွေလေးတွေအဲကျွန်တော်ကြော်ညာတွေပါရရတဲ့ဝင်ငွေလေးတွေနဲ့ကျွန်တော်ပတ်စံလေးတွေစုမိလာခဲ့ပြီးတော့အဲကျွန်တော် စာတော့ဆိုင်လေးဖွင့်လာနိုင်ခဲ့ပြီးတော့အဆင်ပြေလာခဲ့တာဖြစ်ပါတယ်။ဒါဘယ်လိုပြောမလဲတေးကြတို့ကတော့ one number one နဲ့ပဲပတ်စံစုပြီးတော့ဆိုင်နေဖွင့်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။တော်တော်များလည်းကျွန်တော်မေးကြတယ်ပေါ့နော်။ကျွန်တော်ဘွားအကြောင်းလေးပြောတာဒါအခုကတော့ကျွန်တော်အကြောင်းကိုပြောပြနေရတော့မဟုတ်ပါဘူးဗျာနော်။အဲခုနကပြောတဲ့လူငယ်လေးကြောင့်ပေါ့နော်။အဲ့မှာဟိုသူလည်းကျွန်တော်ပြောတာနားလဲသွားပြီးတော့ဟာအဲ့ဆိုရင်ကျွန်တော်လည်းအဲ့လိုဖြစ်နိုင်တာပေါ့။အဲလှုပ်ကြည့်လို့ရတာပေါ့။အဲ့ဒါကလူငယ်ကြီးဒီအချက်ပြုတ်အလုံးမှာမဟုတ်ဘူးနော်လို့။စပင်ညက်ပညာတင်တာပဲဖြစ်ဖြစ်ဆိုင်ငယ် workshop တင်တာပဲဖြစ်ဖြစ်ကား workshop တင်တာပဲဖြစ်ဖြစ်ကားမောင်းဖို့အတွက်ကားမောင်းတင်တာပဲဖြစ်ဖြစ်စေးတုပ်တင်တာပဲဖြစ်ဖြစ်နော်။ဒါ ပညာပညာပဲဖြစ်ဖြစ်အလုံးအတက်ပညာတခုကိုကိုကကျွမ်းကျင်အောင်လုပ်ထားပြီးတော့ထမင်းစားလက်မှတ်တခုကိုငါတို့အနေနဲ့ယူထားတင်တယ်လို့အဲ့ဒါမှသာလေရင်လို့အကိုပြောသလိုမျိုးကိုအသက်အရွယ်တိုင်းတာတခုရောက်လို့ပဲဖြစ်အိမ်အောင်ကြတဲ့ခါမှာပဲဖြစ်ဖြစ်ဒါကိုကဒါကိုအသုံးချပြီးတော့ပတ်စံရှာနိုင်မှာဆိုပြီးကျွန်တော်ပြပြတာလေးကိုသူနားလည်သွားတယ်ပြီးတော့ကျွန်တော်ပြောလိုက်တဲ့အဓိက main point တခုကသူနောက်ထပ်၄နှစ်တာဒီလိုဆက်နေမှဆိုရင်သူ့ရဲ့အသက်26နှစ်မှာဒီပုံစံတိုင်းပဲဖြစ်နေမှဆိုလို့ရှင်ဘယ်လိုဖြစ်နေမလဲလို့ပြီးတော့သူ့ကိုကျွန်တော်ပြောလိုက်တာလေးကိုသူတွေးမိသွားတယ်ပေါ့နော်အဲ့မှာသူကျွန်တော်စီမှာ 6လနေဦးနေမှာဆိုပြီးဆုံးဖြတ်လိုက်တယ်ဗောနော်အဲ့မှာ तू မပြောဘူးထွက်တော့မယ်ဆိုတဲ့နေရာမှာပဲ तू နေနေကြည်လာတယ်ကျွန်တော်တို့ဒါကစ်ရှင်ရဲ့ထုံစံတိုင်းဓာလီရာရေးတင်တယ်အသီးညံနေချောင်းတင်တယ်အသားငါးကင်နာရေးတင်တယ်မျိုးစုံမျိုးစုံတင်ရင်တင်ရင်အခုဆိုရင်အဲ့ကလေးလေးက6လတောင်မဟုတ်ပဲနဲ့ကျွန်တော်စီမှာ တနှစ်ကျော်နှီးပါလောက်ရှိသွားပြီးတော့သူ့ရဲ့ဝင်ငွေဟာလေကျွန်တော်တို့ဆိုင်မှာမုံဘိုးနဲ့ဘောနပ်စ်နဲ့ပါနေဆိုရင်သူက၄သိန်းကျော်နှီးပါလောက်ဝင်ငွေရှိသွားပါပြီအဲတနှစ်ကျော်လောက်လေးပဲကျွန်တော်ဆီမှာနေလိုက်တာပေါ့နော်အဲ့တော့အခုဆိုရင်သူဘာလေးတွေပြောလာလဲဆိုတော့ကျွန်တော်အိမ်အောင်ကြသွားရင်တော့မှသူကောင်မလေးနဲ့ပေါ့နော်အိမ်အောင်ကြသွားရင်ဆိုင်လေးဖွင့်မယ်ဘာလေးလုပ်မယ်ဆိုတော့ရီမန်းချက်လေးလည်းဖြစ်သွားပြီးတော့ဒီလမ်းကြောင်းလေးကိုသူဝါသနာမပါပါပဲ ဟိုပျော့သွားပြီပေါ့နော်ဒါပေမဲ့သူ့မှာတခြားဝါသနာပါတာလေးရှိလာခဲ့ရင်လေဒီအလုပ်ကိုလဲသူကျွမ်းကျင်လောက်တတ်သွားပြီဒီအလုပ်ကိုလုံနေရင်လည်းတခြားသူဝါသနာပါတာလေးနောက်ပိုင်းပတ်စံဆူမိလာလို့ရှင်သူလုံဖြစ်ရင်လည်းလုံဖြစ်မယ်ပေါ့နော်ဒါသူဘလို့သူလမ်းကိုဆက်ဆောင်မလဲတော့ကျွန်တော်မပြောတတ်ဘူးအဲ့တော့ဒီနေရာလေးထိပဲကျွန်တော်ပြောပြခြင်းပါတယ်အကျွန်တော်လည်းဝမ်းသာလို့ပါအကျွန်တော်မှကျွန်တော်ဟိုတင်ကြားပေးလိုက်ပြီးတော့ပေါ့နော် အာကျွန်တော်မှဆရာကြီးလည်းအများကြီးရှိတယ်ကျွန်တော်ဆရာကြီးထွက်သွားတဲ့တပည့်ဆိုတာလည်းအများကြီးရှိတယ်ဗောနော်အဲ့တော့ဒီထဲကနေမှဒီတယောက်ရဲ့အကြောင်းလေးကိုကျွန်တော်ရင်ထဲမှာလည်းစွဲနေလို့အမှတ်တရလေးခုစိတ်လေးထဲမှာလည်းအတွေးလေးထဲမှာပေါ်နေလို့အခုဆိုလဲတာအော်ဒါပွဲ300ကျော်အဲ့ကလေးကြော်နေတာဗောနော်အဲ့တော့အဲ့ကလေးကိုတော့ကျွန်တော်နောက်ရက်ကျမှရိုက်ပြပါမယ်ကျွန်တော်ရေရွာပဲဗောနော်အဲ့တော့အခုဆိုလဲအဲ့လိုမျိုးလေးကြော်နေတော့တော်တော်လေးအားကိုးရတဲ့သူဖြစ်နေပြီပဲဆိုတဲ့စိတ်လေးနဲ့စိတ်ထဲမှာပီတိစိတ်လေးနဲ့ဗောနော်ကျွန်တော်တပည့်လေးခုကျွန်တော်ပွဲ300လေးရလောက်ကကျွန်တော်လှည့်ကြည့်စရာမလိုဘူးဗောနော်အဲ့ feeling လေးဖြစ်နေလို့ကျွန်တော်ဒီ video လေးကောက်ရလိုက်တာဖြစ်ပါတယ်အဲ့တော့ လမ်းပြောင်းနေတဲ့လူငယ်တွေဘာလို့မှမသိဘူးဆိုတဲ့လူငယ်တွေလည်းအခုဗီဒီယိုလေးကနေပြီးတော့ကျွန်တော်လက်ဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်ငယ်ရင်မိသလောက်လေးကျွန်တော်ပြောပြတာပါဒီဗီဒီယိုလေးကနေအတွေ့အလေးတစ်ခုခုရသွားရတယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်အဲရသွားမယ်လို့လည်းမျှော်လင့်ပါတယ် အခုပြောသွားတဲ့အကြောင်းအရာလေးတွေကလူငယ်လေးဆိုလို့ရှိရင်အဓိကကဗျာအဲဝင်ငွေ၄သိန်းနီးပါးလောက်ဆိုတာထပ်ပေါ့နော်သူမှာထမင်းစားလက်မှတ်ရသွားတာအတက်ပညာတခုသူတက်မြောက်သွားတာပေါ့နော်အဲ့တော့သူတက်ထားတယ်ဒီအချက်ပြုတ်ပညာနဲ့ကျွန်တော်ဆိုင်မှာမဟုတ်ဘူးဘယ်ဆိုင်မှာပဲအလုပ်ဝင်ရှောက်ရှင်ရှောက်အလုပ်တခုမရှားတော့ဘူးပြီးရင်သူကြိုးစားရင်ကြိုးစားသလိုသူ့ရဲ့ဝင်ငွေကတိတိကျကျတိုးဖို့ပဲရှိတော့တယ်ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာပါ